တေချာလေးပြပြပေးသွားမယ် Chinese restaurant တွေဖွင့်နေတချင်းတစ်ခုထဲမှာထွက်လာတဲ့အမွှာဘူးနှစ်ယောက်ဇလန်နည်းနည်းလေးရှူးရတယ် based on true story တစိပါလာပြီဆိုတဲ့ရုပ်ရှင်လေး idea ပေးလိုက်တာတခုပဲ ဒီနေ့ပြောရမှာတော့ရုပ်ရှင် review လို့ပြောရင်လည်းမမှောက်ရုပ်ရှင် decode လို့ပြောရင်လည်းမဟုတ်ပါဘူးဒီရုပ်ရှင်ကိုကြည့်သိမကြည့်သိဒီရုပ်ရှင်ထဲမှာပါတဲ့ information တချို့ကိုကျွန်တော်ရှင်းပြပေးသွားမယ်ဆိုတော့ဒီရုပ်ရှင်အကြောင်းပြောမယ်ဆိုကျွန်တော်အိန္ဒိယကအိန္ဒိယကကျွန်တော်ကြည့်တာတော်တော်များတယ်အဲ့ထက်မှကျွန်တော်ကြည့်တဲ့ရုပ်ရှင် demote colony ဆိုတော့ဒီရုပ်ရှင်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်ဒီရုပ်ရှင်ကအခန်းတစ်ခန်းထဲမှာပြီးသွားတဲ့ရုပ်ရှင်ဒီရုပ်ရှင်အပိုင်းနှစ်ပိုင်းရှိတယ်အပိုင်းတစ်ပိုင်းနဲ့တစ်ပိုင်းတော့ gap ဖြစ်သွားတယ်နောက် part 3လဲထွက်မယ်ဆိုပြီးတော့ကျင်ညာတာတယ်ဒီရုပ်ရှင်ရဲ့နာမည်ကိုပြောမယ်ဆိုရင် demote colony လို့ခေါ်တဲ့နာမည်ဆိုတော့ဒီရုပ်ရှင်ကြည့်ကျင်နေဆိုရင်တော့အရေးဆုံးတက်ကြည့်ဖို့တော့ကျွန်တော်မပင့်ဖိဘူးပါ ဲ့လိုလဲဆိုတော့ဒီဗီဒီယိုထဲမှာပါတဲ့ information တွေကိုတော့ကျွန်တော် spoil လုပ်မှာမဟုတ်ဘူးဒီရုပ်ရှင်ရဲ့ဇာတ်လမ်းကိုလည်းကျွန်တော် spoil မလုပ်သွားဘူးဆိုတော့ဒီဗီဒီယိုကြည့်ပြီးမှလည်းရုပ်ရှင်သွားကြည့်ရင်ဖြစ်တယ်ရုပ်ရှင်ကြည့်ပြီးမှဗီဒီယိုလာကြည့်ရင်ဖြစ်တယ်ဆိုတော့အကုန်လုံးတင်းတဲ့အောင်ဇာတ်ကလုံးအုံလုံးတွေရွေးချယ်ပြီးတော့မှရုပ်ရှင်ကို spoil လည်းမလုပ်ဘဲနဲ့တင်ချလေးပြပြပေးသွားမယ်ဆိုတော့ဒီရုပ်ရှင်ကြောင့်ပြောရမယ်ဆိုရင်အပိုင်း1နဲ့အပိုင်း2ဆိုတော့အပိုင်း1ကကြတော့အခန်းတစ်ခန်းထဲမှာနေပြီးွားတဲ့ဇလန်တခုအပိုင်း2ကကြတော့မှသူတို့တခြား Chinese restaurant တွေဖွင့်နေတယ်။ Science နဲ့ပတ်သက်တဲ့ information တွေအများစုကအပိုင်း1မှာပါလာတာကိုသူတွေ့ရတယ်။ ဆိုတော့အပိုင်း၁ကမိုက်တယ်ဇလန်ကိုဆွဲခေါ်ရတဲ့ပုံစံနဲ့အရန်သဘောကျတယ်ဒါပေမဲ့အပိုင်း၂မှာကျွန်တော်ကြည့်ရမယ်ဆိုရင်ဇလန်ကနည်းနည်းလေးရှူးရတယ်ဆိုတော့တချို့ information တွေမထည့်ထားရင်ပိုကောင်းတယ်ဆိုရင် information တွေပါလာတာကိုတွေ့ရတယ်ဆိုတော့ဒီဇလန်ကိုတွေ့ကြည့်မယ်ဆိုရင် illuminati ဝိညာဉ်ကဘာ quantum mechanism physics အကြောင်းတွေပါပါလာတာကိုတွေ့ရတယ်ဆိုတော့ဒီ physics အကြောင်းနဲ့ပတ်သက်တဲ့တချို့ information လေးတွေကတော့အာ quantum mechanism ဆိုတဲ့ information လေးကတော့မှားနေပါဆိုတော့ atom တစ်ခုဖွဲ့စည်းတယ်ဆိုရင်တို့က ဒီ same university မှာ atom နှစ်ခုဖြစ်လာတယ်။အဲ့ atom နှစ်ခုကလည်းဒီဘက်ကလူကသူတို့ identical twin လို့ခေါ်တယ်။ဆိုတော့အချင်းတစ်ခုထဲမှာထွက်လာတဲ့အမှွာဘူးနှစ်ယောက်။အဲ့အမှွာဘူးနှစ်ယောက်ကဒီဘက်ကနာတယ်ဆိုဒီဘက်ကလည်းနာတယ်။ဒီဘက်ကတည်တယ်ဆိုဒီဘက်ကလည်းတည်တယ်ဆိုပြီးတော့သူတို့အဲ့ information တစ်ခုကိုယူသုံးတာ။ကျွန်တော်ဒီ quantum mechanism ရဲ့ science ကိုတက်လေ့လာမယ်ဆိုရင် atom နှစ်ခုကတဏှာထဲမှာဖြစ်ပေါ်ရဲဆိုတဲ့အဲ့ atom နှစ်ခုကအမြင်တော့ opposite side မှာကျွန်တော်တို့တက်တည်။ဒီ atom ကအပေါ်ရောက်တယ်ဆိုရင်နောက် atom တစ်ခုကအောက်ရောက်တယ်။ဆိုတော့ဒါ opposite ကိုအမြင်တော့တည်တယ်။ဒါပေမဲ့ဒီထဲမှာ quantum mechanism ဆိုတဲ့စကားလုံးကိုသူတို့သုံးနှုန်းထားပြီးတော့မှတဆင့်ဆိုတော့ ော့ဒီ information တချို့ကတော့မှားနေတာတော့တွေ့ရဒါပေမဲ့ကျွန်တော်တို့ overall ရုပ်ရှင်ကိုသတ်ကြည့်မယ်ဆိုရင်အာဒီရုပ်ရှင်ကိုကျွန်တော် out of 10မှာကျွန်တော်နံပါတ်8လောက်ပေးခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့သုံးထားတဲ့ information နဲ့ number 1ကကျတော့ဒီရုပ်ရှင်သုံးထားတဲ့ information က based on true story တကယ်ဖြစ်ရမှန်ကိုတို့က reference ယူပြီးတော့တို့လိုချင်တဲ့ information တွေကိုထပ်ပြီးပေါင်းလာတယ်ဒီရုပ်ရှင်ထဲမှာဖြစ်တဲ့ဟာတွေအကုန်လုံးကတော့ဒီရုပ်ရှင်နဲ့ပတ်သက်ပြီးတော့ Zalando တခုကိုကျွန်တော်သတ်သတိထားမယ်တစိပါလာပြီးဆိုတဲ့ရုပ်ရှင်လည်းဒီရုပ်ရှင်ရဲ့ information နည်းနည်းလေးတူနေတော့တွေ့ရတယ်မိုက်တယ်သုံးထားတဲ့တစိပါလာပြီးဆိုတဲ့ရုပ်ရှင်ကိုတွေ့ကြည့်ရမယ်ဆိုရင်တော်တော်လေး information မိုက်တော့တွေ့ရတယ်ဒီထဲမှာပါတဲ့တရေကကျတော့ကျွန်တော်က British ကတရေတရားဆိုတော့ဒီဘက်မှာကျတော့ Portuguese ကတရေတရားဆိုတော့အဲ့လိုမျိုးပဲအင်္ဂလိပ်တရေတရားကလာပြီးတော့မှသူမိမောက်ကိုလက်ဆောင်ပေးရတဲ့ရွှေဆွဲချိုးယူထားတဲ့လူတွေအကုန်လုံးလိုက်တက်တဲ့ပုံစံမျိုးန ံပါတ်1မှာနံပါတ်2မှာလဲ i studio ပဲသူကတခြားပုံစံမျိုးတစ်ခုနဲ့သူက reveal လုပ်ထားတာဒီထဲမှာ satanism ပါလာတယ် illuminati ရဲ့ true information တွေပါလာတယ်ဆိုတော့နံပါတ်1ကိုကြည့်မယ်ဆိုရင်တငယ်ချင်းလက်ရောက်ကအရက်တော့ပြီးတော့ဆိုတော့ဒီအိမ်ပြည့်ကြီးတစ်ခုကိုတွားပြီးတော့မှ true ထွက်လာတယ်ထပ်ဖြစ်လာတဲ့ information တွေ ဒီအိမ်ပြင်ကြီးတစ်ခုသွားပြီးတော့ဘလို့ဖြစ်လာလဲဇလန်ကဘလို့ခေါ်ဆောင်သွားမလဲသူတို့အိမ်ဘလို့ရောက်လာလဲနောက်ဆုံးအသက်ရှင်မရှင်အဲ့ဒါတွေအကုန်လုံးကနံပါတ်1ရဲ့ information နံပါတ်2ကျတော့မင်းသားမှာအမွှာနောက်တစ်ယောက်ရှိနေတယ်အမွှာကလည်း identity twin ဆိုတော့ဒီ identity twin ကလည်းသူ့အဖေရဲ့အမွေကြောင့်ဒီမင်းသားကိုတတ်ရှင်နေတဲ့ပုံစံငယ်လေးတည်းကသူတို့နှစ်ယောက်ဝေးကွာပြီးတော့မှသူ့အဖေရဲ့အမွေကြောင့်တတ်ရှင်နေတဲ့ပုံစံမျိုးကနေတစ်ဆင့်နောက်ဆုံးဒီညီကိုကနှစ်ယောက်အရန်ချစ်သွားတဲ့ပုံစံမျိုးကဖြစ်ပေါ်လာတယ်ဒါပေမဲ့နံပါတ်2ကိုကျွန်တော်တို့တတ်ကြည့်မယ်ဆိုရင်မင်းသားနှစ်ယောက်ပါဒါပေမဲ့မင်းသားတစ်ယောက်ကအိတ်တဲ့အိတ်ရတဲ့မှာပဲလုံးဝထလာတာတော့တော်တော်မတွေ့ရအောင် တော့မျက်နှာနှစ်ခုကတော့ same face ပဲဒါပေမဲ့ number 1နဲ့ character လုံးဝအဲ့ရတဲ့မှာအဲ့နေတယ် number 2အထိကို तू မထလာသေးဘူး number 3မှာ तू ပြန်ထလာမယ်ဆိုပြီးတော့ကျွန်တော် user ရတယ်ဒါပေမဲ့ number 3ကဘယ်တော့ trump လဲဆိုတော့ information ရတော့ကိုဒီကျွန်တော်အချိန်မှာဒီဒီကြမသိသေးဘူးဆိုတော့အဲ့ရဲ့ story အဲ့တရဲ့ story ကြောင်းပြောရမယ်ဆိုရင် तू က portuguese ရနေပြီးတော့ तू က india ကိုလာတယ် india ကိုလာတဲ့ဆီမှာ तू တကယ်အရင် name ကြီးတဲ့ businessman သူ့ name နဲ့ပတ်သက်ပြီးတော့ဒီအိမ်နေအခုလက်ရှိတိလက်ရှိပါသေးတယ်ဒီ demon colony ဆိုတဲ့နေရာအိန္ဒိယမှာအခုဒီ channel မှာဝင်ရှိပါသေးတယ်ဆိုကျွန်တော်တို့ပြောလို့ရတယ်ပြီးတော့သူ့ရဲ့ information တွေကျွန်တော်တို့တော့လေ့လာကြည့်မယ်ဆိုရင် तू ကသူ့နာမည်နဲ့ ban နေတော့ run ရတယ်ဆိုတော့အရန်စီးပွားရေးလောကမှာအရန် join ချင်တယ်လို့ပြောပေါ်တူဂီကနေလာပြီးတော့အိန္ဒိယမှာ invest လုပ်တဲ့ investor တွေပေါ့ strike investor ရဲ့သူ့ member ကိုလက်ဆောင်တစ်ခုပေးခဲ့တယ်ဒါပေမဲ့သူ့ member အခြေအနေတစ်ခုကြောင့်ယောဂါတစ်ခုဖြစ်နေရတော့အဲ့ယောဂါဘာလဲဆိုတော့သူ့သားသူ့ member နဲ့သူ့အဖေကိုထားခဲ့ပြီးတော့သူ့ပေါ်တူဂီပြန်သွားတဲ့အချိန်မှာအရန် depress ဖြစ်ပြီးတော့သူ့ member ကြံခဲ့တဲ့အချိန်ဆက်ယောဂါတစ်ခုဖြစ်နေတော့ အဲ့ဆေယောကလည်းပြန်ကုစားဖို့ဆိုပြီးတော့ chain တစ်ခုလက်ဆောင်ပေးခဲ့တယ်။အဲ့ chain ကိုအဲ့ chain ကိုလက်ဆောင်ရတဲ့နေ့မှာပဲသူတို့နှစ်ယောက်ကအိမ်မှာရှိတဲ့ accident တစ်ခုကြောင့်ပေါက်ပွဲပြီးသူတို့တေဆုံးသွားတယ်။တစီပါလာကြီးဆိုတဲ့ဇလန်လည်းအဲ့ဇလန်ကိုပဲ base on လုပ်ထားတဲ့ဇလန်တစ်ခု။ဆိုတော့ဒီ option ထဲမှာကျတော့အချစ်ဇလန်တစ်ခုပါတယ်။နောက်တစ်ခုကနောက် science တစ်ခုကျွန်တော် decode လုပ်အောင်မယ်ဆိုရင်အဲ့ထဲမှာပါလာတဲ့ spam တုတ်ရီ။ဆိုတော့ဒီ spam ကကျွန်တော်တို့ဒီ cancer ယောက်ကဖြစ်ပြီးတော့ဒီရက် character တေသွားရင် အိုက်ကန်ဆာယောဂါဖြစ်သွားပြီးတည်ဝါတဲ့ character ရဲ့ spam ကိုဒီထဲကအမျိုးသမီးကတိမ်ဒီထဲကမင်းသမီးကို तू ကတိမ်ထားပြီးတော့မှတဆက်သူ့ဘိုက်ထဲမှာမွေးလာတဲ့ကလေးအဖေကို तू ကသူ့ကောင်လေးဖြစ်စေချင်တာဒါပေမဲ့ဒီကောင်လေးကတည်ဝါတယ်ဒီကောင်မလေးက तू အယမ်းချစ်တယ်အယမ်းချစ်တဲ့အတွက်မှ तू ကကန်ဆာယောဂါဖြစ်တဲ့အချိန်မှာ तू spam တိမ်တာဆိုတော့ဒီ information မှန်လားလို့မေးတယ်ဆိုရင် yes ကန်ဆာယောဂါဖြစ်တဲ့လူတွေရဲ့တချို့ information တွေကျွန်တော်တို့တိမ်တာတယ် तू မတည်ခင်လေးမှာပဲကန်ဆာ तू က last stage နဲ့ तू ကတည်ဝါတာဆိုတော့ဒီ option ထဲမှာတချို့ character တွေကမပါလဲဘာမှမဖြစ်ဘူးဆိုတဲ့ character တွေရှိနေတယ်ဒီ character ဘာမှလည်းမဆိုင် င်မင်းနဲ့ဒီရုပ်ရှင်နဲ့ပါလာတဲ့ information တွေတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒါတွေကိုဖယ်ပြီးတော့ဒီ science ကတကယ်မှန်လားမမှန်လားတကယ်ကျွန်တော်တို့ cancer ရောဂါဖြစ်တဲ့လူရဲ့တကယ်အဲ့ spam ကိုယူထားပြီးတော့မှတစင်းကျွန်တော်တို့အဲ့ဒါတွေအကုန်လုံးပြန်ပြီးတော့ဟိုမြို့သမီးရဲ့အဲ့ chromosome တွေကိုချက်ပြီးထည့်လိုက်တယ်ဆိုတော့တကယ်ပဲ pregnant ဖြစ်နိုင်လားလို့မျိုးဆို yes တကယ်ဖြစ်နိုင်တယ်ဆိုတော့အဲ့ information ကလည်းတကယ်မှန်တယ်ဆိုတော့အဲ့ information မှန်တယ်ဆိုတော့ဒီကိစ္စတွေကျွန်တော်တို့သွားလေ့လာကြည့်မယ်ဆိုရင်ဆိုတော့ overall ဒီရုပ်ရှင်ကိုကျွန်တော်ခုနပြောခဲ့တဲ့လိုမျိုးပဲ out of 10မှာကျွန်တော်နံပါတ်၈လောက်ပေးခြင်းနဲ့ဆိုတော့နံပါတ်3ကိုကျွန်တော်တို့စောင့်ကြည့်ကြရမယ်နံပါတ်2မှာအဆုံးသတ်ပါတဲ့ပုံစံလဲ character တခုကအဲ့စာအုပ်ကိုလိုက်ပြီးတော့သူတို့တက်စေခြင်းနဲ့လူတွေကိုလိုက်ပြီးတော့အဲ့စာအုပ်ကိုလိုက်ပေးနေတာအဲ့စာအုပ်ရွာသွားတဲ့လူတွေအကုန်လုံးကလည်းအဲ့စာအုပ်ကိုဖတ်ပြီးတော့မှတဆင့်ဆိုတော့သူတို့တခြား illuminati wall ထဲမှာသူတို့လုံးဝစိတ်ဝင်စားတဲ့ပုံစံမျိုးတွေပြီးတော့သူတို့ခေါ်ရတဲ့ပုံစံမျိုးတွေမိန်းကလေးအဆောင်ကနေပြီးလိုက်အိမ်ပြကြီးတွေကို illuminati wall နဲ့ဘယ်လိုရောက်သွားလဲမသိဘူးဆိုတဲ့ပုံစံမျိုးတွေနောက်ဆက် character က satan ကိုသူ့ကိုယ်သူလုံးဝ sacrifice လုပ်လိုက်တဲ့ပုံစံမျိုးတွေကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီ ocean ကို ကျွန်တော်တို့ကြည့်နေတဲ့ပုံစံတွေအကုန်လုံးတက်ကြည့်ကြည့်ပါဆိုပြီးတော့ကျွန်တော်ဒီနေ့ကနေ idea ပေးလိုက်ချင်တယ်ဆိုတော့ကြည့်တဲ့အခါမှာလည်းဒါကျွန်တော် YouTube မှာတော့ကျွန်တော်ဒီ YouTube ကိုတွေ့ရတယ် but uh language problem ရှိမဲ့တော့မှမြန်မာစာတန်းထုတ်ချပြီးတော့ကြည့်စေချင်တယ်ကားနံပါတ်က Demo Colony ဆိုတော့1နဲ့2နဲ့အပိုင်း2ပိုင်းရှိတယ်အပိုင်း3ကတော့ဆက်ထွက်အောင်မယ်ဒါပေမဲ့ဘယ်လိုဆက်ဖြစ်လာမလဲတော့မသိဘူးဒီ YouTube ကိုကျွန်တော်အခု video ကြည့်ပြီးတော့ တက်ကြည့်ရတယ်ဆိုရင်လည်းကျွန်တော်ဒီရုပ်ရှင်တော့ spoil မလုပ်ထားဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ရုပ်ရှင်တွေမှာထည့်ထားတဲ့ trailer တွေ background sound တွေဒီက music တွေတော့တကယ် share ကိုသူတို့တုံးလာတာဆိုတော့အဲ့ရုပ်ရှင်တွေမှာအဓိကအသက်ကတော့ music ပဲလို့ပြောလို့ရတယ်သူတုံးထားတဲ့ music တွေ background effect တွေတကယ်မိုက်တယ်ဆိုတော့ဒီရုပ်ရှင်ကို overall full and full ခန်းစားပြီးတော့ပြစ်ကြည့်ပါတကယ်တော့ဒီရုပ်ရှင်ကိုညဘက်လုံးဝမကြည့်ဘူးကျွန်တော်ဒီနေရာနေပြီးတော့ request တစ်ခုလုပ်လိုက်ခြင်းတယ်ဘာလို့ဆိုတော့ကျွန်တော်ကိုယ်တိုင်အရင်စိတ်သက်ခံပါတယ်ကျွန်တော်ကိုယ်တိုင်ညဘက်ကြည့်ပြီးတော့အဲ့ညကျွန်တော်အိပ်ပျော်ဖို့ကျွန်တော်တော်တော်ခံရင်းခဲ့အရင်ရက်ဆက်တဲ့ပုံစံမျိုးတွေပါတယ်ဆိုတော့ရက်ဆက်တာလည်းကြောက်ဖို့ကောင်းတာဗျာဆိုတော့ဒီတိတ်အဲ့ဒီလုတ်တဲ့ပုံစံမျိုးကြီးဒီတိတ်ရဲ့တေးွားတဲ့ပုံစံမျိုးဆိုရင်သူ့မျက်လုံးထိုးပေါက်ခံရတယ်သူ့ရှာဖြတ်ခံရတယ်အဲ့ပုံစံမျိုးတွေသူတေးွားတာဆိုတော့အဲ့လိုမျိုးဖြစ်တဲ့အပေါ်မှာအရင်ကြောက်ဖို့ကောင်းတယ်ဒီမှာကြည့်နေကျွန်တော်မိတ်ဆွေတွေရော အယုရှင်တော့ကြည်ပြီးတော့ဘလို့ခန်းစားရလဲရုပ်ရှင်ကြည့်ဒီဗီဒီယိုကြည့်ပြီးရုပ်ရှင်တော့ကြည်လိုက်ပဲရုပ်ရှင်ကြည့်ပြီးတော့ကျွန်တော်ကောမမပြန်လာမယ်ဘလို့ခန်းစားရလဲဒီရုပ်ရှင်တုံးတော့ကျွန်တော် movie review လဲလုပ်တတ်တဲ့လူတွေမှမပါဘူးဒါပေမဲ့ movie ကြည့်ရတာတော့အရင်ဝါသနာပါတယ်လို့တရားဆိုတော့ဒီနေ့မှာကျွန်တော် movie ကို movie review တော့မဟုတ်ဘူးဒီ movie ကျွန်တော် decode နည်းနည်းလုပ်ထားတယ်ဒီရ information ဖြစ်နိုင်မဖြစ်နိုင်ဆိုတော့ information decode နည်းနည်းလုပ်ထားတယ်ဒီရုပ်ရှင်ကြောင့်နည်းနည်းပြောတာတယ်ဒီရုပ်ရှင်ကြောင့်ညာတာတယ်ဒါပေမဲ့ဒီရုပ်ရှင်ကြောင့်ညာလို့လဲကျွန်တော်အခကြေးငွေယူပြီးကြောင့်ညာလာတာလို့မြင်ဆိုရင် no ကျွန်တော်ကြိုက်တယ်ကျွန်တော်ကြိုက်တဲ့အတွက်ဒီရုပ်ရှင်ကြည့်ဖို့ကျွန်တော်ကိုကြည့်နေတဲ့ subscriber ကြီးတို့ကျွန်တော် idea ပေးလိုက်တာတခုပဲ thank you ပါ